တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာတင်မောင်မြင့်ရဲ့ပရောက်မြိုင်းဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် တယ်လီဖုန်းသံကတိတ်ဆိတ်နေသောညစ်ဦးရန်ကို ဖြုတ်ခွင်းလိုက်သည်ကျွန်တော်သည်အိတ်ခန်းနှင့်ကက်လျက်ရှိသောရုံးခန်းစီသို့အိတ်ချင်မူတူထလာခဲ့၏ဒီအချိန်ကြီးဘသူပါများဖြစ်တယ်လဲမသိဘူးဟယ်လိုဆေးမူထွန်းဦးပါဟုထူးလိုက်သည်တယ်လီဖုန်းထဲမှအတန်ကြောင့်ကျွန်တော်လန့်ဖြန့်သွားမိပါသည်တစေဘဲအချောက်ခံရသလားဟုအိမ်မုံစုံမွားနှင့်ဥကြောင်ကြောင်ဖြစ်သွားသည်တဖက်ကအတန်မှာမြို့သမီးတို့၏အတန်ဖြစ်နေသောကြောင့်ပါသည် ကျွန်တော်တို့စကမ်းမှာရေနံရှာဖွေရေးစကမ်းတစ်ခုဖြစ်ပြီးကျွန်တော်ကစကမ်းဤဆေးမှုလက်ထောက်ကျန်းမာရေးမှုဖြစ်ပါသည်ကျွန်တော်တို့စကမ်းတွင် အရာရှိနှင့်လှုပ်သားစုစုပေါင်း900ခန့်ရှိပြီးမိမသားဟူ၍တယောက်တလေမျှမရှိပါကျွန်တော်တို့ရေနံရှာဖွေရေးလှုပ်သားများမှာမြမတောတောင်ရေမြေအနှံ့လှဲ့လဲရှာဖွေတူးဖော်နေကြရာတွင်အခက်အခဲမျိုးမျိုးအန္တရာယ်အသွေးတွေနှင့်ရင်ဆိုင်၍တွာလာနေကြရပြီး စစ်စခန်းတနေရာပမာယာယီတဲတန်းရများနှင့်နေရင်း24နာရီအလုတ်လုတ်ကြရသဖြင့်အိမ်တော်သည်များကိုခေါ်ယူခွင့်မပေးဘဲလုံရန်42ရက်ပြေးတိုင်းအိမ်သို့ပြန်၍အနားယူခွင့်ပေးပါသည်ကျွန်တော်တယ်လီဖုန်းတွင် ကြားနေကြအတန်းများမှလည်းအလုတ်ခွင့်အရရက်မှထီတန်းရိုက်တန်းကွဲတန်းရှာတန်းများသာဖြစ်သည် မကြမကြအလုတ်သမားအချင်းချင်းရန်ဖြစ်ကြသဖြင့်ဒဏ်ရာရသည်လည်းရှိသည်ထို့ကြောင့်ကျွန်တော်က mm ဘသူကောင်းမြန်ချုပ်ရအောင်မလဲမသိဘူးဟုတွေးရင်တယ်လီဖုန်းကိုကိုင်လိုက်တော့ခါကြားရသည်ကဘလို့မှမမျှော်လင့်သည်ပြီးတော့ဒီလိုနေရာမှာမကြားရဘူးသည် မိမအတန်ဖြစ်နေသည် ကျွန်တော်တို့စကမ်းမှာမြို့နှင့်ငါးမိုင်กว่าတွင်တည်ရှိပါသည် လုပ်ငန်း၏အရေးကြီးဆုံးဖြစ်သည်မိဘဂျိုတင်ကာကွယ်ရေးတွက်မြို့ထဲမိသက်နှင့်အစိုးရကိစ္စများ အလွယ်တကူပြောနိုင်ရန်မြို့အိတ်ချင်းနှင့်ဆက်၍ထားသည် သို့တော်ထိုလိုင်းမှာအကြောင်းကိစ္စပေါ်ခဲ့လာ၏အထူးသဖြင့်ပေါ်လာလျင်လဲစကန်းရှိ တွင်းတူတောင်ဝင်ကန်ထုတ်လို့ရေးအင်ဂျင်နီယာတို့ရုံးငန်းနှင့်သာဆက်သွယ်စရာအကြောင်းရှိပြီးကျွန်တော်နှင့်ဘာမှမဆိုင်မီကျွန်တော်ကကြောင်နေစဉ်တစ်ဖက်ဖုန်းမှအတန်ကထက်၍ပေါ်လာပြန်သည်ဟုတ်ဟုတ်ပါတယ်ဘသူပါလဲဘဲကလဲကျမဥအောင်တင်ရဲ့ဇနီးပါဗျာကျွန်တော်ဗျာမှာအကျယ်ကြီးဖြစ်၏ တဖက်ခမ်းမှာတပည့်ကျော်ဘာထူးပင်လန့်နိုးလေသည်ကျမဥအောင်တင်ရဲ့ဇနီးပါဆရာတိတ်အေးကြီးနေုံနေုံဟိုဗရောင်းမြိုင်ကဥအောင်တင်လားဟုတ်ဟုတ်ပါတယ်ဆရာကျမသမီးလေးအသေးအံဖြစ်နေလို့လာခဲ့ပါဦးဆရာကြီးတဖက်အတန်းကဂရိုက်ကြိုက်ဖြစ်လာသလိုကျွန်တော်မှလည်းအံ့ဩလုံးသဖြင့်အယောင်ယောင်အမားမားနေအဲ့ဒါအဲ့ဒါကျွန်တော်မှရွေးပြီးအဲ့လီမြို့ရဲဆေးရုံကိုဟုတ်ဆရာကြီးညကြီးဘယ်နဲ့လို့သွားပါမလဲ မှကားရှိတော့ချက်ချင်းရောက်လာနိုင်လို့ပါကျွန်တော်နဲ့ဆိုင်တော့မဆိုင်ဘူးခင်ဗျကျွန်တော်စီကန်းလာရင်သာအလုသမားတွေနဲ့မကင်းရမကင်းချောင်းရွာသားတွေကိုကျွန်တော်ကကုသပေးတာတိပါတယ်ဆရာကြီးခုဟာကတည်ရရှင်ကြီးရေးကြည့်နေလို့ပါကျွန်တော်ငိုင်သွားပါသည်ပြီးတော့မှသတိရပြီးနေပါဦးအခုဦးအောင်တင်ကောရှိလား तू ကရောကျွန်တော်ကို ခေါ်ဖို့သဘောတူလို့လားအော်လာတာလာခဲ့ အင်းလေဓာဖြစ်လာခဲ့ပါမယ်။ဘာထူရေစတန်ပိုင်ကသွားခေါ်ကွာတို့ဗရမ်မြိုင်သွားရမယ်။ဘာထူကနားမလဲသလိုကျွန်တော်အားခက်ကြောင်ကြောင်ရက်ကြည့်နေပါသည်။ဗရမ်မြိုင်ဟုတ်လားဆရာဖြစ်ပါမလားဆရာ။အိုးသွားမှမြန်မြန်သွားစမ်းကွာရေးကြည့်တယ်။ဟုဟောက်လိုက်မှကားယုံစီတို့ပြေးသွားပါသည်။ကျွန်တော်ကကာဂီဘောင်းမီအစုပ်ကြီးကိုမလဲတော့ဘဲဂျာကင်ကိုကောက်ဆွ၍ တတ်တူစစ်ဖနက်ကြီးကိုကမန်းကရန်စိတ်လိုက်ပြီးကားပေါ်သို့တက်လိုက်ပါသည်အပြင်တွင်လေသည် အေးအေးမြမြတိုက်ခတ်နေသည်ရင်းနှံမြေမိတော်ကြီးများ၏အလင်းရောင်မှညှက်နယ်လေးပို၍လင်းလင်းမှုစကန်းတဝိုက်ထိန်ထိန်ကြီးနေပါသည်ညတကောင်အလှဲ့လဲကြမည်အလုသမားများပင်သူတို့တန်းရများတွင်လှုပ်လှုပ်ရွရွပြင်ဆင်နေကြပြီလင်းခရူဇာကားကလေးသည် အရာရှိရိတ်သားနှဘေးမှကပ်၍အလုသမားတန်းရများကိုကြော်ပြီး လမ်းမပေါ်တွင် တရိပ်ရိပ်ပြေးနေလေပြီပဒောက်မြိုင်ဥအောင်တင်ဤပဒောက်မြိုင်စိတ်အစင်းသည်မဝေးသေးသောအတိတ်စီးသို့ကားတက်အရှိန်ပြင်းစွာ ပြေးနေပါသည်လွန်ခဲ့သော၄-၅နှစ်ခန့်ကျွန်တော်တို့ရေနံရှာဖွေရေးဖွဲ့ဒီမျိုးကလေးတို့မရောက်လာခင်ကမြို့မှာယခုကဲ့သို့စီစီကားကားမရှိလာသေးပါတာမန်စိတ်ကမ်းမြုံငယ်ကလေးမျှတာဖြစ်ပါသည်ရေနံထွက်၍လုပ်ငန်းတစ်ပြေးပြေးကျယ်ပြန့်အောင်မြင်လာသဖြင့် ဒေသခံလူတွေအများပြအလုပ်ရကြပြီးရင်းနှံမြေကြီးတမျှစီကားတိုးတက်လာသည်စကမ်းမှာမြို့နှင့်ငားမိုင်ကျော်ဝေး၏ကားလန်တလျှောက်ရင်းနှံမြေကားများဖြင့်ဥဒဟိုးဖြစ်ပြီး ရုပ်ရှင်ယုံဈေးစသည်တို့တွင်လည်းအလုပ်သမားများဖြင့်အမဲစီကားလျက်မြို့ဤရောင်းဝယ်ဖောက်ကားမှုပါတဟုံတိုးတက်လာသည်ဖြင့်မြို့ကန်နေကန်တို့မှဝမ်းသာမဆုံးဖြစ်နေကြသည်တို့ရာတွင်ဝမ်းမသာနိုင်သူအနေငယ်ရှိသည် ရင်းနှံမြေဤဆောက်လို့ရေးတိုင်းတာရေးတူဖော်ရေးများကိုအဆင့်ဆင့်လောက်ရသည်ဖြစ်ရာချမ်းမြေရာမြေများကိုအစိုးရကသိမ်းယူရသည် ရင်းအတွက်သတ်မှတ်ထားသည့်မြေယာရော်ကြီးနှင့်တီးနိုင်ရော်ကြီးတို့ကိုရင်းနှံမြေကအမြန်ထုတ်ပေးသည် ပြောင်းရွှေ့ရွာများကို ပြန်လည်တိဆောက်ပေးသည်အသိခံရသူများကိုထိုက်တင်သည့်အလုပ်ပေးသည်ထို့အတွက်စင်းရဲသားများကဝမ်းသာကြေနပ်ကြတော့လဲဥအောင်တင်တို့မြေရှင်တစ်တိုက်ကမူမကြေနပ်ကြပါဘူး ဥအောင်တင်မှာဤနယ်တရိုးတွင်မတိသူမရှိသလောက်ကြော်ကြားခဲ့သူဖြစ်သည်နိုင်ငံရေးခေတ်ဆက်ဆက်ကောင်းစားခဲ့သူဖြစ်ပြီးသူ့နယ်တွင်ဩဇာလဲတကယ်ရှိသူဖြစ်သည်ဒီခေတ်တွင်မူအဖက်ဘက်ကကြဆင်းပြီးသူ့လက်မြေချမ်းမြေများအများဆုံးအသိခံရသဖြင့်ကြားနာကြီးတကောင်လိုဖြစ်ခါဘလို့မှလက်တွဲဆက်ဆံ၍မရသောလူကန့်လန့်ကြီးအဖြစ်သို့ရောက်နေသည်ကျွန်တော်တို့ကအရေးပေါ်လုပ်ငန်းများအတွက်အလုပ်သမားများလို၍ ရက်ထဲရွာထဲတွင် ထွက်၍ရှာဖွေပြီးဆိုလျင် အလွန်ခဲရခဲစေရှာရသည်ဥအောင်တင့်စနံများဖြစ်၏သူကရွာကန်တွေကိုမမှန်သတင်းများလွှင့်၍စီယုံလေရှိသည်ကျွန်တော်တို့လုပ်ငန်းမှာအန္တရာယ်ရှိပြီးကြမ်းတမ်းခက်ခဲလာသည်ဖြစ်ရာ ထိခိုက်သေးဆုံးမှုအ ਨੇ ချင်းရှိတတ်သည်ဤအချက်ကို ခွင်ကောင်းယူ၍ရေနံမြေကိုအလုတ်လိုက်လုပ်လျင်စတိခံရသည်တေးလျင်မြည်သည့်ရောကြီးမှမရစသဖြင့်ဥအောင်တင်ကသတင်းလွှင့်သည် ကျွန်တော်နှင့်ထိတ်တိုက်တွေ့ပုံမှာဤသို့ဖြစ်၏။ဥအောင်တင်ကကျွန်တော်လိုပင် အမဲလိုက်ဝါဒနာပါသည်။တောင်ကြီးပဲကြီးကင်းများတွင် ကြီးပြင်းရင်ဥအောင်တင်နှင့်ကျွန်တော်တို့အဖွဲ့စုံတက်ကြသည်။ကျွန်တော်တို့သုံးကောင်လောက်ရချင်းတွင်ဥအောင်တင်တို့တကောင်းမြမရသည်။ထိုအခါသူကနောက်နေများတွင် ကျွန်တော်တို့ထွက်မြေဘက်ကိုကြိုတင်ရောက်နှင်ပြီးသူ့တပည့်တွေကိုတန်မုံတီးခိုင်း၏။သို့သောတည့်ရွယ်ဆုတ်တဲ့သူပါသဖြင့်ကြီးရခဲ့သည်ကြီးဖြစ်၏။ ရေလေတောင်းသို့ဟင်းသာပြစ်ထွက်ရင်းစုံရပြန်သည်သူတလုံးပြူအိုကြီးဖြင့်တကောင်နှကောင်ရရန်တဏီကုံချောင်းရ၏ကျွန်တော်တို့အဖွဲ့ကမူတယောက်ကဟင်းသာတကောင်ကို point 22ဖြင့်အမိဖမ်းပြီးအုတ်လိုက်ထပြန်တွင်ကျွန်တော်နှလုံးပြူဇိတ်ကြီးဖြင့်တစ်ချက်သေး15កောင်အကောင့်20ရ၏ထိုမှဆ၍ကျွန်တော်အားဦးအောင်တင်သည်ရန်မဖြစ်ရပါဘဲရန်သူလိုသဘောထားလာ၏ရေလေတောင်မှပြန်သူတပည့်နှစ်ယောက်နှင့်အတူ လက်လော်လှေကလေးပေါ်အတက်တွင်မအေဘေးရေနံကောင်းတွေနေနစ်အောင်ပေါ့ကွာဟုကျိန်မောင်းသွားကြောင်းကျွန်တော်တို့မော်တော်ဘုတ်ကလေးပေါ်မှကြားလိုက်သူစလင်ကပြန်ပြောသဖြင့်သိရ၏ဤသို့ဖြင့်နေလိုလလိုထင်ရှားခဲ့သည့်ဥအောင်တင်သည်တဖြည်းဖြည်းစီခန်းသောမိကွက်ထဲသို့အယောင်မှိတ်၍မှိတ်၍လာတော့သည်မှိန်ငိန်တန်၍မှိယာချင်းဖြစ်တော်လဲသူကြဆုံးရခြင်းမှာ ကျွန်တော်တို့ကြောင့်သာဆွဲပြီး အညိုကြီးညှိုးနေက တကြိမ်နဲ့ကျိမ့်နေသည်ဟုကြားရသည်ထိုလူကြီးရှေ့ရာဗရောင်မြိုင်ခြံကြီးသို့ကျွန်တော်သွားရမည်အချိန်မှာလမိုက်ရက်ဤသကောင်ရန်ဖြစ်သည်ဗရောင်မြိုင်ဤကျွန်တော်တို့စခန်းနှင့်မြို့ဤအလဲဘ ਹੁ လောက်တွင် ရှိသည်ဖြင့်မကြခင်ရောက်သည်ဗရောင်မြိုင်ခြံကြီးကကျွန်တော်အားညှို့မှိုင်းတိတ်ဆိတ်ခြင်းဖြင့်ဖော်ရွေးမှုကင်းစွာ ကြိုးစုံနေသည်မြေမမတ်ဆောက်လာသည့်ဝေယုံမင်းခြံစည်းရိုးကြောင့် အင်ကြီးကိုလမ်းပေါ်မှလှမ်း၍မြင်နိုင်သည့်နေရာမှာဝင်းတကားပေါက်တနီယာသာဖြစ်သည်ကျွန်တော်တို့ကားကလေးသည်ရဲရင်စွာပင်ဝင်းတကားတွင်ရပ်လိုက်ပြီးထိန်ကြီးစူးရှလှသည့်မိမောင်းကြီးဖြင့်အင်ကြီးအားထိုးထားလိုက်သည် ရေနံဝနေသော အုံးလေးဘက်ချအီယာမနှစ်ထပ်အင်ကြီးသည်ကျွန်တော်တို့အားလုံးဝကြည့်မဆိုင်ကျွန်တော်ကဟွန်မတီးခြင်းသဖြင့်ဘာထူတကားစင်းကြီးကွာ ဖွင့်လို့ရမလားဟုတိုးတိုးပြောလိုက်ရာ ဘာထူးသည်ဆွေကနေကားပေါ်မှ ခုံဆင်းပြီးဝင်းတကားကြီးကို တွေ့တက်၍တဖက်သို့ငုံကြည့်နေပါသည်ထို့နောက်သူ့လက်ကိုရှိုသွင်း၍အတွင်းမှဂလန်ကြီးကိုမချလိုက်ရာအလွယ်တကူပင်ပွင့်သွားပါသည်ကားကလေးကဖြင်းညင်းစွာအိမ်ကြီးစီသို့တိုးသွားသည်ဘာထူးကကျွန်တော်နားသို့ကပ်၍ဆရာတတိနဲ့လုံတော့ကျွန်တော်တိတ်မယုံဘူးဟုတတိပေးပါသည်ကျွန်တော်ကအေးမကြီးဟန်နှင့်အေးပါကွာဟုပြန်ပြောလိုက်ပေမဲ့ ရှင်နေတွင်တော့ခက်ခုံခုံပင်ဒရိုက်ဘာမောင်လှကဆရာဟာကြီးယူခဲ့ဖို့ကောင်းတာကျွန်တော်နှလုံးပြူးကြီးကိုစိုးလိုပါသည် ကျွန်တော်လည်းအစင်းနှင့်ရှိနေမှာပါဆရာသူတို့မပြောပင်မဲ့အမဲလိုက်ဖို့တပည့်ကျော်များဤလှင်မြန်ရဲဝရင်မှုကိုကျွန်တော်သိပြီးသားဖြစ်၏ကျွန်တော်ကကားမီယောင်ဖြစ်မင်းအုတ်လေကားကြီးမှတဆင့်အိမ်မော်တို့တက်သွားသည်ဘာထူးသည်ဆေးအေကိုကန်၍ကျွန်တော်နောက်မှကပ်ပါလာ၏ ိမ်တကားကြီးပွင့်လာပြီးအသက်၄၀ခန့်ဖြူဖြူတန့်တန့်အတော်ကြီးတယောက်ပေါ်လာပါသည်။သူမမျက်နှာတွင်အံ့ဩခြင်းဝမ်းမြောက်ခြင်းတို့ဖြင့်ခက်ကြောင်ကြောင်ဖြစ်နေပါသည်။ကျွန်တော်ကဘာမှမမေးတော့ဘဲအိမ်ထဲသို့ဝင်လိုက်ပြီးညည်းတန်ကြားရအခန်းသို့တန်းသွားလိုက်ပါသည်။လူကြီးတယောက်သည်ဂရင်မော်မအသက်၂၀ရွယ်ကလေးမတူဦး၏နဘေးတွင်ထိုင်၍ငိုင်နေသည်။ကျွန်တော်တို့ဝင်လာသည်ကိုပင်သိခံမတူ။တငယ်မကကျွန်တော်တို့အားအရင်လှမ်းမြင်သည်။ ထိုအခါမှာဦးအောင်တင်ကစက္ကနဲထ၍အလွန်အလွန်အံ့ဩသည့်အမူအရာနှင့် နောက်သို့မတိမသာဆုတ်လိုက်၏။အရက်ငားပေရှစ်လက်မှရှိပြီးကြာကြာရရာရှိလာသောကျွန်တော်သည် ထိုလူကြီး၏ရှေ့တွင်တေးကွေးနေပါသည်။ကျွဲပေါက်တစ်ကောင်ကဲ့သို့ခိုင်မာတောင့်တင်းလာသော သူ့ခန္ဓာကိုယ်နှင့်ခတ်ထန်တင်းမာလာသော သူ့မျက်နှာကြီးမှလိုက်ဖက်လာသည်။ကျွန်တော်ကသူ့ကိုတစ်ချက်သာဝေ့ကြည့်ပြီးလူနာစီသို့တွားမြည်ပြူရာ။ ျွန်တော်လက်မောင်းတစ်ဖက်သည်ပြုတ်တူနှင့်ညှက်လိုက်တဲ့ကဲ့သို့ခံလိုက်ရပြီးချက်ချင်းအခန်းပြင်သို့ရောက်သွားပါသည်ခမရခမရတို့ဘာလာလောက်တာလဲဟင်ကျွန်တော်အားကြမ်းတမ်းစွာဆွဲ၍မာကြောစွာ မေးလိုက်ပါသည်ကျွန်တော်ကသူ့လက်ကိုခါချ၍အေးစေးစွာပင်ကျွန်တော်ရင်းနှံမြေကစေးမှုပါဥသမီးနေမကောင်းဟေ့တော်တော်သွားပေးစရာဝင်းမှသမီးကို မကူဘူးกว่าနားလေလားခလေးမှအချိန်နေတိတ်မကောင်းဘူးထင်တယ်ဦး ရောက်မှာတော့ကျွန်တော်နည်းနည်းကြည့်ပြရစီခင်ဗျာ။အိုးတွားတွားမင်းတို့ရေနံကောင်တွေအိမ်ထိလိုက်ရှုပ်တယ်။ထုံးခိုက်အခန်းတွင်းမှာမချိမဆန့်ညီတန်နှစ်တူအဖေအမလီအဖေရဲ့ဆရာကြည့်ပါစေအဖေရဲ့သမီးမခံနိုင်လွန်းလို့ပါ။ဟူသောကလေးမကြီးအတန်ပေါ်ထွက်လာသည်။သမီးစကားမပြောနဲ့ငိမ့်ငိမ့်နေအခုပဲအနှိမ့်တဲ့ရောက်လာတော့မှာကဲမောင်ရင်တို့ကျုပ်စိတ်ထင်းထားနိုင်အောင်ထွက်သွားကြရင်ကောင်းမယ်။ အတော်ကြီးမှာဘာမှဝင်ပြောရဲဟန်မတူပါဘာထူးကမူအန်တကြိတ်ကြိတ်ဖြစ်နေသည် အတွင်းမှာညီတန်ကပို၍ကြဲလောင်လာပြီး ခလေးမဤမလေးကဲကြပါအိုးခုသည့်အတန်မှာတနာစပွဲပေါ်ထွက်လာပြန်သည်အဖိုးကြီးသည်အခန်းထဲသို့ပြေးဝင်သွားပြီးချက်ချင်းပြန်ထွက်လာသည်သူ့အမူအရာမှာစောစောကလောက်မခက်ထန်တော့ပါဝေခွဲမရသလိုစိတ်ရှုပ်သလိုနှင့်တကားပေါစီတို့တမျောမျောကြည့်နေပါသည် ဒီလိုလုပ်ပါဦးရဲ့အနှိတ်တွေရောက်လာတော့လဲနှိတ်ပေါ့အခုလောလောဆယ်တက်တာအောင်ကျွန်တော်လုပ်ပေးပြစီအဖေရဲ့သမီးကိုမတနာတော့ဘူးလားအမလေးသေရပါတော့မယ်ဟုအတွင်းမှာအတန်ကထက်မှန်ပေါ်လာပြန်သည်ထိုအခါတွင်မှတွေးဝေနေသောလူကြီးသည်ကဲကဲဝင်းဝင်းဟုဆောင်းကြီးအောင်ကြီးနှင့်ခွင့်ပြုပါသည်ကျွန်တော်ကလူနာကိုထုံးစံတိုင်းစစ်ဆေးသည်လူနာတွင်အပြားရှိနေသည် ိုင်းနာနေသည်မှာနှစ်ရက်ခန့်ရှိနေသည်ချက်ဤညာဗန္နာတဝိုက်တွင် မခံမရက်နိုင်အောင်နာသည်တေးသေးချာချာကြည်သောအခါထိုအနာဆုံးနေရာတဝိုက်တွင်မတိမသားနီရောင်တန်းနေသည် ကျွန်တော်ကပို၍စိုးရင်သွားသည်ဥဒက်ဖြစ်မိမှာတေးကြသလောက်ဖြစ်သည်နှဲ့ရင်တေးဖို့သာရှိသည်ကျွန်တော်ကစက္ကနေထ၍ဒီမှာဥအောင်တင်ကျုပ်လည်းမတက်နိုင်ဘူးဒါဆေးရုံပို့ရမယ်ကိစ္စဖြစ်နေပြီ ဟိုးအနှိတ်တဲ့ရောက်လာအနှိတ်တဲ့ရောက်လာလို့နှိတ်လိုက်တာနဲ့တပြိုင်နဲ့ကိစ္စတုံးမှာပဲခင်ဗျာသိရဲ့လားဒီဒီချင်းခက်ခက်ထန်ထန်ပြောလိုက်သူကကျွန်တော်ကျွန်တော်ဒီလူကြီးရအပြင်သို့ခေါ်ထုတ်၍ခင်ဗျာသမီးကိုစေးရုံတင်ဖို့ကြုတ်ပြောရက်နဲ့မတင်လို့တစုံတစ်ခုဖြစ်ရင်ခင်ဗျာတရခံမဲကြားရဲ့လားဥအောင်တင်ဒီပပင်းချလိုက်တော့မွေးဟောက်ကြီးကဲ့သို့ငြိမ်သွားပြီတကယ်ပြောတာလားဟင်ခင်ဗျာ ပြောတဲ့လောက်ပဲအခြေအနေစိုးနေပြီလားဩခမားကိုလိန်ပြောတော့ကျုပ်ဘာအကျိုးရှိမှာတော့သွားမယ်ဆိုရင် ကျုပ်ကားနဲ့လိုက်ဖို့ပြေးမယ်မသွားဘူးဆိုရင်လည်းပြန်ဖို့ပဲဟုကျွန်တော်ကရာဇသံပေးလိုက်ပါသည်ဥအောင်တင်သည် ထိုအခါမှာဒါဖြစ်လဲပို့ပေးပါငါတူရာဟုတုံရင်သောအတန်းဖြင့်ပြောပါသည် ခွဲစိတ်ခန့်အပြင်တွင်စောင့်နေသောဥအောင်တင်ဤမျက်နာသည်ဇီးရွက်လောက်သာကြံတော်ပြီး ကြားကြီးတကောင်နှင့်မတူတော့ဘဲသုံးငယ်ကလေးနှင့်တူနေပါသည်။နာယူဝခန့်အကြတွင်ဆရာဝန်ပြန်ထွက်လာပြီးပြီးပါပြီ။သိက္ကံကောင်းတယ်။နည်းနည်းလေးနောက်ကျရင်မလွယ်ဘူး။ဟုကျွန်တော်အားအင်္ဂလိပ်လိုလှမ်းပြောလိုက်ပါသည်။ဥအောင်တင်သည်အတန်တွေတုံလျက်ဆရာလေးဆရာလေးကျွန်တော်အားပထမဆုံးဆရာခေါ်ခြင်းဖြစ်ပါသည်။ဆရာဝန်ကြီးဘာပြောသွားတာလဲဟင်။သမီးလေးအသက်မှရှိသေးရဲ့လားဗျာ။ ဟုမေးပါသည်ဥဒမီတို့စိတ်ချပါတော့နည်းနည်းနောက်ကျရင်တေးမှာပဲလို့ပြောသွားတာပါဥအောင်တင်သည် ကျွန်တော်လက်ကိုကင်လျက်ဒီတခါညင်ညင်သာသာကင်ပါသည်ဂျေစုပါပဲဆရာလေးရဲ့ဂျေစုပါပဲဤသို့မမြောင်လင်းသောကိစ္စဖြင့်ဥအောင်တင်နှင့်ကျွန်တော်တို့အဖွဲ့ပြေလည်သွားခဲ့ပါသည်တမီးကလေးမခင်ဝင်းစေယုံကစင်းသည့်နေ့တွင် ကျွန်တော်တို့လူတိုက်ကိုဥအောင်တင်ကဗရောက်မြိုင်တွင်ထမင်းဖိတ်ကြွေးပါသည် စားတောင်ပြီးစီး၍ထွေရလေးပါစကားများပြောနေကြစဉ်ဆရာကျေးဇူးကိုဘလို့ဆက်ရမှန်းတော်မသိပါဘူးဆရာရဲ့ဟုဆိုလာပါသည်ကျေးဇူးတင်ရမှာကကျွန်တော်ကိုမဟုတ်ဘူးဥရဲ့ဖုန်းဆက်ခေါ်တဲ့ဥရဲ့ဇနီးကိုသာကျေးဇူးတင်ရမှာပါဥအောင်တင်းဤမျက်လုံးကြီးများသည် ပြူးကျဲသွားကြပြီးဆရာဘာပြောလိုက်တယ်ဩဒီကနေပြီးဥအောင်တင်းဇနီးကဖုန်းဆက်မခေါ်ရင်ကျွန်တော်ဒီကိုဘယ်နဲ့လို့ရောက်နိုင်မလဲ ကျွန်တော်ကပကံတွေသိမ်းဆဲနေသောအတော်ကြီးအားကြည့်၍ပြောလိုက်ရာဥအောင်တင်သည် နားမလည်နိုင်သလိုဖြင့်လေတံကိုနှိမ့်၍ဟာဆရာဘာတွေပြောနေတာလဲအဲ့ဒါကျွန်တော်မကြီးမိန်းကလေးကြီးကြီးတော်ပါပြီးတော့ကျွန်တော်အိမ်မှာတယ်လီဖုန်းလည်းမရှိပါဘူးဟုတအံ့တအောပြောလိုက်ပါသည်ဒီတခါမျက်လုံးပြူရသူကကျွန်တော်ဖြစ်ပြီးကျွန်တော်ရဲဘော်များလည်းဥကြောင်ကြောင်ဖြစ်နေကြသည်ကျွန်တော်ဇနီးဟာလွန်ခဲ့တဲ့9နှစ်လောက်ကဆေးရုံမှာဆုံးသွားတယ် ဒါကြောင့်ဆေးရုံနဲ့အင်္ဂလိပ်ဆေးကိုကျွန်တော်လုံးလုံးအဆက်ဖြတ်ခဲ့တာပေါ့ဆရာအဲ့ဒါတွေမကြားဘူးဘူးလားကျွန်တော်အုံနှောက်ခြားခြားလဲသွားတော်သည် ကျွန်တော်အားလှန့်နှိုးသည့်တယ်လီဖုန်းသံသည် နာနာဘဝတို့ခေါ်သံလောဖုန်းတစ်စီးဖုန်းတရေတကယ်ပင် ရှိနေသလားတယ်လီဖုန်းလာစဉ်ကပင်ကျွန်တော်လက်နေခဲ့သည်ကို ပြန်တရိယာလာသည်ပရောင်မြိုင်မှပြန်လာသည့်ညတွင် ကျွန်တော်သည်တော်တော်နှင့်အိတ်မပြောပါ ဤအဖြစ်ပြက်ကိုအပေါင်းသင်းတွေအားပြောပြလျင်ကျွန်တော်အားလူကြောင်ပွဲသူအနှင်းညာမြီမှာမုတ်ချဖြစ်ပါသည်ဤအကြောင်းကိုစဉ်းစားမိတိုင်းလက်ခဲတဲလေမရှင်းမရှင်းပြက်သနာမှာသုံးလေးလကြာမှာတဆင့်စကားတဆင့်နားဖြင့်ရှင်းသွားပါတော့သည်မခင်ဝင်းတွင်အခင်မင်းဆုံးမိန်းကလေးတငယ်ချင်းတယောက်ရှိသည်ဆို၏ထိုမိန်းကလေးစီတို့သူမ၏အခြေအနေကိုဖခင်ဖြစ်သူမသိအောင်စည်ရင်းငါတယောက်နှင့်အကြောင်းကြားခိုင်းသည်ဆို၏ ထိုမင်းကလေးမှာဥအောင်တင်ကတော်ဖြစ်ကျွန်တော်ထံသို့ဖုန်းဆက်သောတယ်လီဖုန်းအိတ်ချိန်မှာအော်ပရေတာအမျိုးသမီးကလေးဖြစ်တော်ဟူ၏1990ခုနှစ်မေလတုန်းငွေတာယီမဂ္ဂဇင်းတွင်ဆရာတင်မောင်မြင့်ဤကလောင်ကွဲညိုမြင့်ရေနံအမည်ဖြင့်ဖော်ပြခဲ့ပြီးဇွန်လတွင်မြမသမ်းမှဇလန်းပမာ ထုတ်လွှင့်ခဲ့သည့်ဝိထုကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်ကလျာမဂ္ဂဇင်း2014ခုနှစ်အောက်တိုဘာလ